ဒီကားထဲမှာပေါ့နော်ဆိတ်ရွှေရွှေအနံတခုရရနေတယ်ပေါ့ဥလေးခေါင်းမူလာလို့ ကားတကားလေးမှန်လေးဖွင့်ပေးပါလားလို့ပြောတော့တက်စီသမားကဘာပြောလဲဆိုဒီကားမှန်အောင်သူဖွင့်ပေးလို့မရဘူး။ဘာတော့မတ်စတာထားရနော်။ဟိုဆင်းဆင်းဆင်းဆိုမြ мян ဆင်းဆင်းဆင်းဆိုပြီးချပြီးတော့ဘာလက်ဝတ်ထားလက်စွပ်နှစ်ပွင့်လည်းမရှိတော့ဘူးကွာ။ကိုလုံးမှာရှိတဲ့ဟာတွေကုန်ပါတယ်ပတ်စံပါတယ်နာရီပါတယ်ဖုန်းပါတယ်ခုကိုလုံးကြီးပဲကြံခဲ့တယ်ပေါ့ဆိုအင်အားအင်သားတွေကိုပြောပြပြီးတော့အင်သားတွေကငိုတာပေါ့တင်ရ60 90လောက်ကိုအလုံးမင်းမင်္ဂလာပါမော YouTube channel လေးရိုင်းကြိုးစိုးလိုက်ပါတယ်မိုတီနဲ့တက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒီဗီဒီယိုလေးရှင်ဘာဖြစ်တာလဲဆိုတော့ဒီဦးလေးကြီးကမှုပြီးကနေပြီးတော့ရေငုံကိုကောင်းကောင်းစီလာတယ်ဒီအချိန်မှာကာသ သမားကရိတ်ချွချွနဲ့လဲလိုက်လာတယ်။ဒီဥလိကြီးကိုဒီကားပမှန်လေးချပြီးတော့အဲမောင်းလာတယ်ပေါ့နော်။ဒီဥလိကြီးကခါမှုလို့ကားမှန်လေးဖွင့်ခိုင်းတဲ့အခါမှာဒီကားသမားကဒီအဲဟာကိုဖွင့်ပေးပြီးတော့ဒီထက်မှအိတ်စီးလေးပါထည့်ထားတယ်ပေါ့နော်။ဒီဥလိကြီးတတိယလာတဲ့အချိန်မှာကားသမားကဒီဥလိကြီးကိုဆက်ချပြီးတော့အဲသူ့ရှိကလက်ဝီစနာလေးနဲ့ပတ်စံလေးပါသွားတယ်ဆိုတဲ့အကြောင်းကိုပြပြလာတယ်ပေါ့နော်။အရင်လဲကြောက်စရာကောင်းတယ်။အခုကကြည်တဲ့မှာဒီငါးစီးတဲ့သူတွေကလည်းကားသမားကိုမယုံရတယ်လို့ကားသမားတွေကလည်းဒီငါးစီးတဲ့သူတွေကိုမယုံရတဲ့ခက်ပေါ့နော်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့အပြည့်စုံပါပါတယ်။ကြည်တဲ့မျိုးတွေလည်းကြွတိပစ္စည်းကောက် ကလူရအောင်လို့ဘုဟုတ္တရအနေနဲ့ပြန်လည်မျှော်လင့်ခြင်းပဲဖြစ်ပါတယ်။မွေးဗီဒီယိုလေးကိုဆုံးဖြတ်လက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။ဒါဆိုတော့ဗီဒီယိုလေးကိုစာရင်းချက်ရအောင်နော်။ကျမဦးလေးကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ဖြစ်ရလေးတခုပြောပြချင်လို့ပါ။ကျမဦးလေးကတော့မပြောခိုင်းဘူး၊ तू ကလေ။ဟိုပြောမယ်ဆိုရင် तू ကလည်းကားသမားပဲ။ဒါပေမဲ့ तू ကအဲ့လိုခံလိုက်ရတာကို तू ကရှက်လို့မပြောချင်ဘူး။ဒါပေမဲ့ကျမကတော့ဒီတက်တော့ရပါတော့လူတွေကိုပြန်ပြီးမျှဝေချင်လို့ပေါ့နော်။ပြောချင်တယ်ပေါ့။ဟိုတလောကလေတစီသမားဦးလေးရတယ်ပေါ့နော်။ကောင်းလေးနှစ်ယောက်ကပေါ့ကောင်းလေးတွေကငငယ်လေးတွေအဲ့ဒါကိုကြားပြီးကျမလည်းဒါလို့ပြောပြချင်တယ်ပေါ့။ အခုဟာကတစီ၅ဆီရဲ့လူကလည်းတစီသမားကိုမယုံဘူးတစီသမားကလည်းတစီ၅ဆီရဲ့လူကိုကြောက်ပြီးမယုံဘူးတောင်းတောင်းနဲ့ကတန်တရားမျက်လုံးလေးနဲ့တစီပေါ်တက်လို့ရှင်ပေါ့နော်ဟိုသူကပဲကိုလုံမှာလားကိုကပဲသူ့လုံမှာလားဆိုတဲ့စိတ်ကတန်တရားဖြစ်နေတယ်အဲ့တော့ဆီရဲ့လူတွေကလည်းတက်တစီပေါ်တက်ပြီဆိုတာနဲ့တစီသမားရှင်းမှာဆိုင်းပုတ်လေးရှိရပေါ့နော်ဒီကားနံပါတ်ရဲ့ဒီလူနံပါတ်ရဲ့ဟာလို့တပုံရိုက်ထားပေါ့နော်တကူအတွက်တက်လိုက်ပြီဆိုတာနဲ့တကူကို့အတွက်ကားပါလေးပေါ့နော်တပုံရိုက်ထားပေါ့ကိုပဲကားစီလာတယ်ကားနံကားမောင်းနေလို့ပဲဖိနေမှာပေါ့ ကျမကလေးဖြစ်တာကြာသူကကာသမားဆိုတော့လေသူကကာသွားကြည့်ရမှော်ပြီးောကာသွားကြည့်ရသူငယ်ချင်းနေနဲ့သူငယ်ချင်းလေး၅ရောင်းနဲ့သူနဲ့ကာသွားကြည့်ရကာသွားကြည့်ပြီးတော့သူကအဲ့မှာငယ်ချင်းတွေဒီပင်းလူတွေအကုန်လုံးကကြာတော့သူကမငယ်ချင်းတွေတွေ့ပြီးတော့ကြံခဲ့ကြတယ်ပေါ့နော်အကုန်လုံးကလည်းနည်းနည်းဟိုတောက်စားမယ်ဆိုဘာညာဆိုတော့သူကကြံခဲ့တယ်အဲ့ကျမဦးလေးကျတော့မတောက်မစားဘူးသူကမတောက်တဲ့အတွက်ကြောင့်သူကပြန်မယ်ပေါ့နော်ဒီရန်ကုန်ဘက်ကိုပြန်မယ်ဆိုတော့ငယ်ချင်းကလမ်းထိပ်ထိပ်တော့လိုက်ပို့တယ်သူကဘေးနားမှာမှာတယ်အဲ့မှာသူတွေ့ရကြားပဲပေါ့တားလိုက်တယ် တွေ့ရကောင်သူတားလိုက်တက်စီကိုတားလိုက်တဲ့အချိန်မှာတက်စီသမားကနေပြီးတော့ဟိုပထမတော့ကသူတောင်းလိုက်တယ်ဈေးက9000ကျွဲပေါ့နော်နောက်တော့အခါကျတော့ဟိုဂလူပုံဆောင်ကိုကြည့်ပြီးဘယ်သူလိုက်မှလဲဆိုတော့တယောက်တစ်ပြန်မှာတဲ့ပြောနှစ်ယောက်လိုက်မှာမဟုတ်ဘူးတယောက်တစ်ပြန်မှာပေါ့နော်အဲ့ဒါနဲ့သူကတက်စီသမားတားလိုက်တဲ့အချိန်မှာ3000ကျွဲပဲပေးတော့ဆိုတော့ဟိုငှားလိုရတန်နေတဲ့အခါကျတော့သူက max တော့တတ်ထားတယ်ငါနဲ့လိုရတန်နေတဲ့ခါကျတော့ဒါဆိုလိုက်သွားတော့မယ်အေးတခုတငယ်ချင်းတို့တက်တာပြပြီငါသွားပြီပေါ့ဆိုပြီးတော့သူကတယောက်တည်းတက်လာခဲ့တယ်။အဲဒီအချိန်မှာမှန်နေကုန်လုံးပိတ်ထားတယ်တက်စီပေါ်မှာ အဲ့မှာမှန်နေကုန်လို့ပြထားတဲ့ခါကျတော့ဒီသူ့တငယ်ချင်းကပြန်သွားသူ့တယောက်လည်းပြန်လာအဲလမ်းမှာသူကစကားပဲတိတ်မပြောနောက်တစ်ခါမှာမိုးကလည်းဖွဲဖွဲဖွဲယွာနေတအားကြီးမယွာမယွာနေတယ်အဲ့ချိန်မှာဒီ Jessie တို့မောင်ကျမဦးလေးကနေပြောတယ်ပေါ့နော်ဒီကားထဲမှာပေါ့နော်စိတ်ရှိရှိအနံတခုရနေတယ်ပေါ့ဦးလေးခေါင်းမူလာလို့ကားတကားလေးမှန်နေဖွင့်ပေးပါလားလို့ပြောတော့ Jessie တမဘာပြောလဲဆိုတော့ မမိုးကလည်းရွာနေတဲ့ဦးလေးတဲ့ကျွန်တော်ဒီမှာ air con လက်တားသူကတော့ master ထားရနော် air con လက်ဖွင့်မိထားတဲ့အတွက်ပေါ့နော်ဟိုဘာမှစိုးဝေးစရာမရှိဘူးပေါ့မဟုတ်ဟိုပေါ့ဟိုဖွင့်ပေးလို့မရဘူးပေါ့သူပြောတဲ့ဘောကဒီကားမှန်ကို तू ဖွင့်ပေးလို့မရဘူးဒါကြောင့်မလို့ဟိုရပါတယ်ဦးလေးခဏနေရင်လည်းဒါမိုးတွင်အနှံ့အသက်ပေါ့နော်ဆေးရွှေရနှမ်းဆိုတာခဏနေလို့ရှိလို့ရှင်ဒီပျောက်သွားမှာပေါ့ပေါ့နော်အဲ့လိုပြောပြီးတော့ဟောအဦးလေးကလည်းအေးဟုတ်ပြီပေါ့ဆိုပြီးတော့ तू ကဟိုမှာ ဒီတိုင်းပဲပေါ့မှော်ပြီးရနေပြီးစီးလာလိုက်ဒါပေမဲ့အဲ့အနံ့ကိုသူကခေါင်းထဲမှာနည်းနည်းမူးတူတူမူးတူတူဖြစ်လာတိတ်မခံနိုင်ဘူးခဏနေလဲကြလဲကြတော့သူကဘယ်လိုပြောမလဲအိတ်ရှင်တဲ့စိတ်ပေါ်လာတယ်အိတ်ရှင်တဲ့စိတ်ပေါ်လာပြီးတော့သူကအဲ့ကားပေါ်မှာပဲမှီးကနေပေါ့နည်းနည်းဟိုတတိယရတရဟိုရတချက်မြန်မိုးကလည်းယွာနေတဲ့ခါကျတော့လေဟိုအဲ့ဟိုအိတ်ပြောသလိုမျက်စိကိုအတင်းဖွင့်ပြီးအိတ်ပြောသလိုပါလို့လို့နေသူနောက်အဲ့နဲ့ကျမဦးလေးကကားပေါ်မှာပေါ့နော် အိပ်ပျော်တော့မဟုတ်တော့ပေါ့အဲ့လိုဖြစ်နေတယ်မျက်စိကိုဖွင့်နေတယ်တန်းတန်းတော့သူကဖြစ်သွားတယ်ဆိုတော့ဖွင့်နိုင်တော့သူအမအိပ်ပျော်သလိုဖြစ်သွားတယ်ပေါ့နော်ဒီသူမှားလာတာကဖော့ကန်ဆိုပြီးမှားလာအင်းစိန်ဖော့ကန်ဆိုပြီးမှားလာမော်ပြီးရနေပြီးတော့ပေါ့နော်အဲ့ဒါနဲ့သူကဒီဘယ်လိုပြောမလဲဟိုအရန်ကိုအိပ်ပျော်သွားလို့ဖြစ်ပြီးတဲ့ခါကျတော့သူကသူတတိယကလည်းအချိန်မှာကာသမကသူ့ကိုလှုပ်နှိုးနေတယ် ဦးလေးရောက်ပြီပေါ့နော်ဦးလေးထထထထဆိုတော့ तू ကဘလို့ဖြစ်နေလဲဆိုတော့တုံးလုံးအနေထားဖြစ်နေတယ်သူကားပေါ်မှာတူတူတုံးလုံးတုံးလုံးအနေထားဖြစ်နေတယ်တုံးလုံးအနေထားဖြစ်နေတဲ့အခါကျတော့ तू ကအားနဲ့ဟာဟိုပါပေါ့ဘာဖြစ်တာလဲပေါ့ဘာကိုသူ့ကိုယ်သူပေါ့နော်ဟိုဘာဖြစ်ဘာဖြစ်တော့လဲမသိဘူး तू အမှလည်းဟာဦးလေးရောက်ပြီလေဦးလေးဆင်းရမယ့်နေရာပေါ့နော်ဦးလေးဆင်းရမယ့်နေရာဖောက်ကန်ရောက်ပြီဆိုပြီး तू ကချချတော့အမှကျမဦးလေးနေပဆိုင်ကိုဆိုင်ဩအေးဟုတ်ပြီဟုတ်ပြီမြို့မှာကားကားပေးရအောင်မယ်ပေါ့အဲ့လိုဆိုဟာရရရဦးလေးနောက်မှပေးနောက်မှပေးပါရင်ဆို तू အစင်းစားသွားရုပ်တဲ့ तू ထီးလဲပါရင်နော် तू က ဟိုကျမကလည်းထိရဲပါဒါပေမဲ့အဲ့ကားပေါ်မှာအကုန်ဘောနော်ကြံခဲ့ထိတယ်သူကတွန်းချတယ်လို့မျိုးပုံစံချခဲ့ဟုတ်ကောတွန်းချခဲ့ရအဲ့မှာသူကခြားလဲခြားခဲ့တော့သူအဲ့မှာရီဝေပေါ်သူ့ဘောသူအဲ့ချိန်မှာသူဘာမှမသိသေးဘူးမသိသေးပဲကားသမားကသူ့ကိုဘယ်မှာချခဲ့တာလဲဆိုဆင်းမဲ့မှတ်တိုင်းဖော့ကံမှာမချခဲ့ပဲနဲ့တင်းငုံလန်းဆုံးချခဲ့တင်းငုံလန်းဆုံးကလည်းဖော့ကံလဲဆိုရင်ဈာထဲမှာ၄၅6 K လောက်၄၅6 K 9 K လောက်ရှိသေးတယ်အဲ့ချိန်မှာသူကတင်းငုံလန်းဆုံးမှာချခဲ့တယ်လူတင်းငုံလန်းဆုံးတော့ဟိုဘက်လူစီရဲ့နေရာမဟုတ်ဘူးဒီဘက် လူနည်းနည်းပြတ်တဲ့နေရာပေါ့အမှသူကချခဲ့လူပြတ်တဲ့နေရာဒရင်ကလည်းဆိုလို့သားပြောပါလေလူပြတ်တဲ့နေရာမှာသူကချခဲ့ချလိုက်ချခဲ့တဲ့အခါကျတော့အမှသူကမဟာသူကရင်းမလို့ဘူးတနားစရာနော်မုတ်တုတ်ကြီးဖြစ်နေပြီပြီးတော့လေရိုင်းနေခါကျတော့ဘေးနားလူတွေကဘလို့ထင်လဲဆိုတော့ဒီအဖိုးကြီးကအသက်ကြီးကြီးပြီးတော့ရက်တောက်ထားတယ်ပေါ့အဲရက်သမားပေါ့အဲအဲ့လိုမျိုးထင်တာအမှန်ငယ်သူကတော့ဟိုမိစေးပုံစံမျိုးမိသွားတာသူကအဲ့လိုမျိုးမိပြီးတော့သူကလုံးဝခေါင်းထဲမှာမကြည်မလင်မဲနဲ့လုံးဝဟိုမှာမဖြစ်နိုင်ဘူးအဲ့ချိန်မှာသူကဒီမှာဘလို့ဘလို့ပြောမှာသူ့ကိုသူပြန်ဆန်းတာဟာတတိနေနေ အဲ့မှာ15မိနစ်လောက်ကိုသူရီဝေဝေဖြစ်နေရပြန်ဆန်းတဲ့ချိန်မှာမဟာပတ်ဆိုင်အဲ့ဒီလည်းသူမရှိတော့ငွေသားကြီးပဲဆိုလို့ရှိရင်2သိန်းခွဲ3သိန်းနီးပါးလောက်ပါတယ်ဖုန်းပါတယ်နိုင်ပါသွားတယ်ပတ်ဆန်ကိုတော်တထောင်တန်ပေါ့နော်တထောင်တန်900တန်လေး200တန်အစသူ့မှာအကျွေးလေးပါအဲ့ဒီဟာအစဘာတကူမှသူစိတ်ကြိုက်ပေါ့ပြောမယ်ဆိုရင်ကတကူ ကျမကနေပြောတာသူတနေရာမှာရက်လိုက်မယ်ပေါ့ရက်ပြီးတော့ तू ကစိတ်ကြိုက်တကူလုံးအကုန်လှုပ်ပြီးတော့မှလူကို तू ကတင်းငယ်ကောင်မှ तू ကချခဲ့တာအဲ့လိုပုံစံမျိုးလူဒါပေမဲ့ဟိုကျမကလေကလူကိုမလှုပ်သွားတာပဲ तू ကသူ့ကိုသူကိုဖျားအောင်ကျေးဇူးတင်တယ်ဟုတ်တယ်နော်ဘာမှမလှုပ်သွားတာပဲ तू ကချခဲ့တယ်ဒါပေမဲ့တကူလုံးမှပါသွားသမျှဘာလို့လဲလက်စွပ်နှစ်ကွင်းလက်စွပ်နှစ်ကွင်းပါတယ်လက်စွပ်တကွင်းရကြတော့အုပ်ပုံလက်စွပ် 25သိန်းပေးရတယ်နောက်တစ်ခွင့်ကကြာမြလက်ဆော့28သိန်းပေးရတယ်ဒါဟိုအရင်တော့ကာလာပေါက်စင်းနေတော့သိန်း40ကျော်ကလောက်ထားတာလေးပေါ့နော်အဲ့ဒါကိုနှစ်ကွင်းပါသွားတယ်ဆိုတော့သိန်း50ကျော်ပါသွားတယ်အခုကိစ္စနဲ့ဆိုရင်တော့မနည်းဘူးပေါ့နော်80ကျော်ကျော်လောက်80နီးပါးလောက်ဖြစ်နေတယ်ပေါ့နော် အဲ့တော့အဲ့နှစ်ခုပါတယ်တကူလုံးမှာရှိတဲ့ဟာတွေအကုန်ပါတယ်ပတ်စံပါတယ်နိုင်ပါတယ်ဖုန်းပါတယ်ငွေသားပါတယ်ဆိုတော့အလုံးပေါင်းကိုကားပေါ်ကနေပြီးတော့ဒီကိုစင်းမဲ့မှတ်တိုင်နဲ့၄၅၆မှတ်တိုင်တော့ဝေးရပေါ့အမှသူကတွန်းစင်းစင်းစင်းဆိုမြ мян စင်းစင်းစင်းဆိုချပြီးတော့ဟိုတွန်းမချအောင်တမယ်ပဲပေါ့ဆွဲချတဲ့သဘောမျိုးချထားခဲ့တယ်အမှချထားခဲ့မှာသူကလည်းအမှ၅၅မိနစ်လောက်ထိုင်ပြီးတော့အမှမူးနာပါတော့ဘလို့ဟိုဒါမှမဟုတ်သူကစေတနာကောင်းလို့တက်စီဖိုးပေးဖို့သူကပတ်စံကြီးကိုဆန်းလိုက်တယ်သူကရရရနောက်မှပေးဆိုပြီးတော့ခါးလေးကားအောင်မောင်းထွက်သွားတယ် မောင်နှမတော်အမတို့ကြံနေခဲ့တယ်ကြံနေခဲ့တဲ့ခါကျတော့အမဘေးနာသူနဲ့တိရဲ့ဟိုကားသမားတယောက်ကသူ့ကိုထိုးရက်လိုက်ဟာဘာဖြစ်နေတာလဲဘောလို့တော့ဟိုဒီမှာလည်းတိရဲ့ဦးလေးပါလားဗောဆိုဘေးနာလို့လည်းမသိရင်မူးနယ်လို့ထင်တယ်အဲ့ဒါသူကစဉ်းစားလာပြီးတော့အိန္ဒယာရောက်ဘာဖြစ်တာလဲဆိုဟာငါပေါ့ကွာဒီလိုပဲပေါ့ငါလောက်ခံလိုက်ရပြီထင်တယ်ဗောသူကလည်းခေါင်းထဲမှာရီဝေဖြင့်အားလက်ဝတ်ထားလက်စွပ်နှစ်ကွန်းလည်းမရှိတော့ဘူးကွာပတ်ဆိုင်လည်းမရှိတော့ဘူးဖုန်းလည်းမရှိတော့ဘူးနိုင်လည်းမရှိတော့ဘူးပေါ့ ठी လည်းပါသွားတယ်ဟောကားပေါ်မှာ ငါဘာမှမကြခုကိုလုံးသေးပဲကြံခဲ့ရပေါ့ဆိုတော့အနာလာလာလာတဲ့ကျွန်တော်ဦးလေးကိုအိမ်ရောက်လိုက်ပို့ပေးမယ်ဆိုတော့သူကခေါ်ပြီးတော့အိမ်နိုင်ရောက်လိုက်ပို့ပေးအိမ်နိုင်ပို့ပေးတဲ့ခါကျတော့အော်အိမ်ကလူတွေလည်းသူ့အလိုသွားတယ်ပဲထင်တယ်ဟိုတကယ်တော့သူကပြန်လာမူးလို့ပြောမလဲဆိုမတော့ဘူးဆိုတော့တည်ရဒါပေမဲ့ပုံစံကလုံးဝမမှန်ဘူးအော်တကယ်နေမဲ့အတင်းတိုက်လိုက်တာလားပေါ့ဆိုပြီးတော့ သူကထိုးအိတ်တာလုံးဝအဲ့ဒီညာထမင်းနဲ့ထားမစားဘူးရေလဲထားမစားဘူးဘာမှနှိုးလို့ပြုတ်လို့မရတော့တာအဲ့ချိန်မှာအဲ့နောက်နေ့မနက်6:00ခန်းတော့မှနှိုးလာနှိုးတော့မှအိမ်ကအိမ်သားတွေကိုပြောပြပြီးတော့အိမ်သားတွေကငိုတာပေါ့ဆရာအလုပ်ပါလို့လို့ရှင်ခုခေတ်ကာလနဲ့ဆိုလို့ရှင်360-90လောက်ဒါပေါ့နော်ဟိုရှိရလေအဲ့တော့ပတ်စံလည်းအဲ့လောက်ပါပတ်စံလည်းเนาะအကျွေးလေးတွေ200ရန်နေ200ရန်ထိပါတယ်200ရန်ပေါ့900ရန်1000ရန်အဲ့ဒါကို2သိန်းခွဲ3သိန်းပါတာကိုလေတပြားမရှိတော့ဘူး나이ရဲ့ယူရ나이ရဲ့5သိန်းတက် တစ်ခုလုံးဘာမှမရှိတော့ဘောနော်ယူသွားအဲ့တော့အခုပြောချင်တဲ့သဘောမျိုးอ่ะဘောနော်ကံကောင်းလို့တော့အိမ်ရောက်လာတာအဲ့ကြောင့်မို့သူဖះရောက်ကျေးဇူးတင်တယ်ဘောဒါဟိုသူလုံလူဘာမှမလုပ်သွားတာပဲကျေးဇူးတင်တယ်ဘောနော်သူအာဟိုဦးလေးရတော့ဘောဒါကြောင့်မို့ကျွန်မတိတော့ကတငယ်ချင်းတွေကိုမျှဝေချင်တာကတက်စီငှားစီးမယ်ဆိုရင်တက်စီဘောကိုတက်တာနဲ့တက်စီရှေ့ရဆိုင်းပုံလေးကိုတစ်ခါတည်းတက်ပုံရိုက်ထားလိုက်ဖုန်းထဲမှာကိုတို့ကကဘာဖြစ်အောင်လို့ဘောနော်ပြီးလို့ရှိရင်ကိုနောက်ကစီးမယ်တကားနှက်ချက်ကိုတစ်ခါတည်းဖွင့်လာလိုက်အဲကိုမရရင်နေပါစေအဲကိုမဖွင့်ရင်နေပါစေဘောနော်ဘာလို့လဲဆိုတော့အပြင်ကိုမြင်ရတဲ့ခါကျရင်ကိုကတခုခုကိုမဟုတ်တာလုံးကိုအော်လို့ရမယ် ကိုအကူအညီတောင်းလို့ရမယ်အဲ့လိုရှိရင်နောက်ကလူကဘေးနားကကြားတဲ့လမ်းသွားလမ်းလာတဲ့ကိုအကူအညီပိုင်ခွင့်ရှိရပါတော့ဒီတကိုင်းနှစ်ခုလုံးပိတ်လို့တချို့ဆိုတချို့ကားတွေတက်စီတွေဆိုကားအမှန်အမဲတွေနဲ့တောင်ရှိရနော်တချို့ကားတွေဆိုရှိအဲ့ဒါဆိုပို့ပြီးတော့ဆိုမစီးသေးနဲ့မငှားသေးဘူးပေါ့နော်အဲ့တော့တက်စီသမားလည်းငှားမဲ့လူပြန်ကြောင်းငှားမဲ့လူလည်းတက်စီသမားကိုကြောက်ရရတဲ့ခက်ကိုဖြစ်နေတာပေါ့နော် အဲ့တော့တငယ်ချင်းတို့အဲ့လိုမှားခြင်းမှာလဲဒါကတော့ဟိုကိုတွေးမဟုတ်ပြင်မဲ့ကို့အမျိုးတွေမှာဖြစ်ပြသွားတယ်ဖြစ်ပြလို့ပြောပြောပြတာပေါ့နော်ဒီ TikTok ကတငယ်ချင်းတွေလည်းဒီလိုဖြစ်မျိုးမကြုံပါစေနဲ့ပေါ့နော်ပြီးတော့တတိထားနိုင်အောင်လို့ပေါ့နော်အဓိကတော့တတိထားပြီးတော့ပေါ့ကို့ဘာဘာလုပ်တင်လဲပေါ့အဓိကတစ်ဆယ်လည်းမဟားလို့မရဘူးလေသွားနေတာဆိုတော့ အားကြောင့်ဒေတာဆင်ခြင်အောင်လို့ပြောပြပေးတာပါဒီဖြစ်ပျက်လေးကိုသင်ခန်းစာယူနိုင်အောင်လို့တင်ပြပေးတာပါဟုတ်ကဲ့ပါမြို့လူရေးမွဲပြီးတော့လေးကတော့ဒီလောက်ပါပဲရှင့်အဲဒီအမပြောသွားတာဆိုရင်တော့တော်တော်လေးလည်းကြောက်စရာကောင်းတယ်ပေါ့နော်ဟိုတလောလောက်ကလည်းဒီတက်စီသမားတဦးကိုပေါ့နော်ခါးစီးတဲ့လူနှစ်ဦးကဒီကြက်သွားတယ်ဆိုတော့တည်င်းလေးကလည်းမကြသေးခင်မှာကြားထားတယ်ပေါ့နော်ဒီဦးလေးကြီးကြတော့ဒီတက်စီသမားကနေပြီးတော့ဒီဦးလေးကြီးကိုအိတ်ငွေချပြီးတော့ပါလာတဲ့ပစ္စည်းတွေကိုဒီယူသွားတာပေါ့နော်အရင်လည်းကြောက်စရာကောင်းနေပါပြီကြည့်တဲ့အမျိုးတွေလည်းကြိုတင်ပစ္စည်းကောက်ကလူရအောင်လို့ဘုသူတက်နေနဲ့ပြန်လဲညှောက်လဲချင်းပဲဖြစ်ပါတယ်မွဲ ဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေအမြင်လေးတွေအတွေ့အကြုံလေးတွေကိုလည်းဗီဒီယိုလေးအောင်မကော့မန့်လေးတွေရေးကပ်ပြီးလို့ရပါရှင့်နောက်ထပ်လည်းမွတ်ဆလီတရင်နေဖူးထရာရေးဆရာဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့မွတ် channel လေးကို like subscribe နဲ့တာပေးဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနာတတား